လာပါရှင်ဒီဒီဘက်မှာတော့ software ပြည့်တက်တွေအတွက်ငိမ့်စားပေါမောကဆီယာမကြီးကြောက်ကြတော်မြင့်မြင့်ခင်ရဲ့စာအုပ်တွေနဲ့မိတ်ဆက်ပေးကြပါတယ်ပထမဆုံးအနေနဲ့ဒီဆီယာမကြီးရေးသားခဲ့တဲ့လူတိုင်းအတွက်ထိုးတဲ့ခေါင်းဆောင် ACE ဆိုတဲ့စာအုပ်နဲ့မိတ်ဆက်ပေးကြပါတယ်ဒီစာအုပ်ကိုလူလူကြည်ပွားရေးစာအုပ်တိုက်ကနေပြီးတော့ထုတ်ဝေထားတာဖြစ်ပါတယ်ဒီစာအုပ်ကဆိုရင်ဒီ1995ခုနှစ်လောက်ကထုတ်ဝေတာဖြစ်ပြီးတော့ဒီ AIDS ရောဂါအကြောင်းကိုမြန်မာပြည်မှာအစိုးဆုံးရေးသားထုတ်ဝေတဲ့စာအုပ်လည်းဖြစ်ပါတယ် တမန်ဥဆုံးဒီအေကျော်ကဘာလို့မှမသိဘူးဒီမှာတိလည်းမသိကြဘူးမိမောနေရတာအဲ့ဒါကိုတမန်ရေးတယ်ပေခံရတာအကျဉ်းကြီးအကျဉ်းကြီးပေခံရတယ်နောက်ဆုံးကြမှာလူလူတိုက်ကိုဦးနေလေးနဲ့ပို့လိုက်ပြီးလူတို့ကလည်းအဲ့ဒီက desktop publication ဆိုစာလုပ်တာအဲ့ဒါမျိုးလုပ်တာအဲ့ဆောင်ကဟို publishing လောကမှာထူးခြားတဲ့စာအုပ်တစ်ခုလို့တော့ထင်တယ်တက်ကတော့မပြောဝင်လေ ဘာသာရတစ်ခုကိုနော်ပြောလို့မကောင်းဘူးဘာညာထင်ပြီးတော့တော်လည်းကောင်းသို့မဟုတ်လို့ရှိရင်လည်းမသိသေးတဲ့အတွက်ကြောင့်မလို့ဖြစ်တဲ့ပြဿနာပု္ပ္ပာတစ်ခုကိုဖော်ပြလိုက်တာဖြစ်တယ်နောက်ကြုံအနေနဲ့လူလူကြီးပွားရေးတိုက်ကပဲထုတ်တဲ့ကင်ဆာဆိုတဲ့ဆောင်းနဲ့မိတ်ဆက်ပေးကြပါတယ်ဒီဆောင်းမှာဆိုရင်ကင်ဆာရောဂါအကြောင်းစင်ပွားကင်ဆာရောဂါအကြောင်းတွေကိုပြည့်ပြည့်စုံစုံရေးသားထားပါတယ် ဒါပြင်ဒီဆီယမ်ဝိုင်းရနေပြီးတော့ဒီလူသမန်လူတွေနားလည်နိုင်အောင်လို့ကင်ဆာယောဂါရဲ့အကြောင်းကိုသေသေးချာချာနဲ့ရှင်းရှင်းလင်းလင်းရေးသားပေးထားပါတယ်။ဒီစာအုပ်ကကျွန်တော်လွန်ခဲ့တဲ့15နှစ်လောက်ကတည်းကဖတ်ဖြစ်ခဲ့တဲ့စာအုပ်ပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်အမေလွန်ခဲ့တဲ့15နှစ်ကမဆုံးခင်မှာကင်ဆာယောဂါဖြစ်တော့ဆီယမ်ဝိုင်းရဲ့စာအုပ်ကိုဖတ်ခဲ့ရပါတယ်။ အဲ့ဖတ်ပြီးတော့ကျွန်တော်အမေကိုကျွန်တော်ကုညီဆောင်ရဲ့စေကူတာမှုပေးခဲ့ပါတယ်အဲ့ဒီဆောက်ကက်ဆာဆောက်ကဆိုရှင်လူငယ်22နှစ်ကရေးခဲ့ပေးမယ်လေဒီနေ့ထီအောင်မနေ့ကထီကျွန်တော်ပြန်ဖတ်ခဲ့တာမှာပြန်ပြီးတော့အသုံးကျတဲ့ဆောက်တို့ဆိုတာကျွန်တော်တွေ့ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီကင်ဆာယောဂဖြစ်ရတဲ့အကြောင်းရင်းတွေအထူးသဖြင့်တော့ lifestyle လူနေမှုစရိုက်မာယွင်းရလို့ကျွန်တော် တကယ်တော့ကျွန်တော်တို့တွေကမှားယွင်းတဲ့ကြမ်းမိုက်အယူဆတွေပယ်ပြီးတော့မှန်ကန်တဲ့ကြမ်းမိုက်အယူဆနဲ့နေထိုင်ဆောင်ရွက်မှာကိုမဆောင်ရွက်ကြလို့ကုလိုကင်ဆာယောဂါတွေဖြစ်နေတာပါဒါကတော့ Digest Media Bank ကထုတ်ဝေတဲ့စီဂျိုလူနာလမ်းညွန်နဲ့စီဂျိုယောဂညအစားအစာဆွဲတဲ့စာအုပ်တွေပဲဖြစ်ပါတယ်။ဒီစာအုပ်မှာဆိုရင်ဒီစီဂျိုလူနာတွေရဲ့ယောဂလက္ခဏာတွေ ဒီနောက်ဆက်တွဲယောဂတွေဒီဆေးတွေပြီးတော့ဒီစာအုပ်မှာကတော့ဒီစီဂျိုယောဂဒေရီစားတော့ရမယ့်အစားအစာတွေရယ်ရှောင်းတဲ့နဲ့အစားအစာတွေပြီးတော့ဒီလူနာတွေအတွက်ချက်ပြုတ်ပုံချက်ပြုတ်ညီတဲ့အစားဆံမိုက်ကရေးသားပေးထားပါတယ်။ဒါအပြင်ဒီဆံမိုက်စာအုပ်တွေမှာပါတဲ့ပါလိရှိတဲ့အချိန်မှာဒီအစားအသောက်တွေရဲ့ဒီအစားအသောက်တွေမှာပါတဲ့ဓာတ်တွေအာဟာရတန်ဖိုးတွေကိုကိန်းကနန်းနေတဲ့ဆံမိုက်ရအနောက်မှာ ဒီအတိအကျဖော်ပြပေးထားပါတယ်အဲ့ဒီစာအုပ်တွေကလည်းဒီစီချိုနဲ့ပတ်သက်ပြီးတော့ရေးတဲ့စာအုပ်တွေတော်တော်များများရှိပါတယ်တော်တော်များရှိတဲ့ထဲမှာပညာရှင်အမျိုးမျိုးကနေပြီးတော့ကျမကြီးပညာရှင်အမျိုးမျိုးတမားတော်ကြီးတွေအဖို့ဘုံကနေပြီးတော့ဒီစာဒီအကြောင်းကိုပဲတော်တော်များများရေးခဲ့ကြပါပြီဒါပေမဲ့ဒီစာအုပ်တွေရဲ့ထူးခြားချက်ကတော့ဒီမမကြီးကသူကိုယ်တိုင်ကတမားတော်ကြီးတူဦးဖြစ်တယ်ဖီဇီရှန်တူဦးဖြစ်တယ်ဒါပေမဲ့ သူရေးတဲ့စာဒီတခြားစစ်ဆရာတွေရေးတာနည်းနည်းတမားဆန်တာပေါ့စေးဆန်လို့နည်းဟို clinical ဆန်လို့နည်းပေါ့အဲ့လိုမျိုးပဲနည်းသူကကြတော့ဒီတာမန်လူတယောက်နော် public နားလည်နိုင်အောင်ရေးနိုင်တဲ့ approach ကနေပြီးတော့သူကရေးခဲ့တဲ့စာအုပ်ဖြစ်ပါတယ်တစ်ချိန်တည်းမှာအဲ့လိုရေးလိုက်လို့သူ့စာအုပ်ကပော့မလားလို့ပော့စေပညာရှင်တွေအတွက်ပော့မလားလို့ပြောဆိုနိုင်ပေမဲ့လည်းအဲ့လိုမဆိုနိုင်ဘူးဘာကြောင့်မဆိုနိုင်လဲဆိုတော့သူက update တွေပါဆိုထည့်ရေးတာ အပ်ဒိတ်တယ်ဆိုရှင်တောင်းတောင်းဆရာဝန်ထွေယောဂါကုထွေထွေယောဂါကုဆရာဝန်တို့တောင်းတောင်းတမားတော်တော်မသိတဲ့အချက်လက်တွေကိုလေသူကနောက်ဆုံးအပ်ဒိတ်တွေကိုအင်တာနက်ကနေရှာဖွေပြီးတော့ရအောင်ထည့်ထားတာတွေကိုတွေ့ရတယ်နော်အဲဆောက်ကနံပါတ်ကသူကအဲ့ဒီဆောက်ဆိုလို့ချင်းဒီလူအခုခေတ်ဆိုလို့ရှင်စီချိုသွေးချိုလူနာကောင်းမဖြစ်ပွားမှုများလာလူတိုင်းသိပဲနော်ညီမနိုင်ငံမှာလည်းတော်တော်များများဖြစ်လာပြီအဲ့တော့လူတိုင်းနှီးပါးကဖြစ်နေတယ်ဖြစ်နေတဲ့ခါကျတော့သူကစီချိုသွေးချိုလူနာတွေကိုဟိုဘလို့ကာကွယ်ကုသရမယ်ဆိုတာတွေကို လူဆောင်ပေးပြီးရေးထားတာဟိုအဲ့နောက်မှာထွက်တဲ့စာအုပ်ကတော့စီချိုယောဂာနဲ့အစားအစာဆိုပြီးတော့တက်တက်ကိုစာအုပ်နောက်ထပ်ထပ်ထုတ်တယ်အဲ့ဒါ2010မှာထုတ်တဲ့စာအုပ်အဲ့ဒါမှကျတော့အစားအသောက်တွေကိုအစုံပါတယ်နော်မမလူမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မမအစားအစာတွေမမဟင်းတွေနော်မမမမဟင်းတွေဟင်းရက်တွေမှာအသားမှာငါးဟင်းစားမယ်လို့ရှိရင်ငါးဟင်းမှာပါတဲ့ဟိုငါဆိုရင်ဘလောက်သားဆိုရင်ဘလောက်ပါတယ်ဟိုဆိုရင်စီရဘလောက်ပါတယ်နော်ဟင်းတွေဟင်းရက်ကလောက်ပါတယ်အဲ့ဒါတစ်ခုချင်းတွက်ထားပြီးတော့ဘလူဟာမျိုးကိုတွက်ပြီးတော့ အဲဘလို့စားသင့်တယ်ဘလို့ဟင်းမျိုးကိုစားသင့်တယ်ဆိုတာမျိုးဗမာအစားအစာနဲ့ကဲ့ရောအများသောအားဖြင့်ဟိုစီးကျူသူကျူနဲ့ပတ်သက်ပြီးဆရာတွေကလမ်းညွှန်လို့ရှိရင်အအချူ short မပါစေနဲ့ကာဘိုဟိုက်ဒရိတ် short စားပါအဲ့လောက်ပဲတာမန်လောက်ပဲလမ်းညွှန်နေပေမဲ့သူကတော့အစားအစာတွေကိုစင်ရင်းတွေကိုပါတယ်ဒီစာအုပ်ကလည်းလူမှုကြီးပွားရေးတိုက်ကထုတ်ဝေတဲ့တက်ရှိကျမမြမအစာဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်မှာဆိုရင် ဒီစားတဲ့အစားအစာတွေရှောင်တဲ့အစားအစာတွေပြီးတော့ဒီအခုခေတ်ဖြစ်ပွားနေတဲ့ယောဂတွေနဲ့အစားအစာတွေဆက်ဆက်နေပုံမျိုးလေးဆင်မကြီးကဟောပြပေးထားပါတယ်ပြီးတော့ဒီစားအုပ်မှာဆိုရင်ဒီဘဲအမျိုးအစားတွေကတော့တစ်မျိုးတစ်မျိုးစားတဲ့ဘဲအစားအစာတွေကတော့တစ်ဘက်မှာတစ်ချိန်လောက်စားတဲ့ဘာတွေကိုတော့မကြမကြစားပေးတဲ့ဆိုပြီးတော့လေအမျိုးအစားတွေကိုခွဲပြီးရေးပြထားပါတယ်ပြီးတော့ဒီအစားအစာတွေရဲ့ အာဟာရတံမိုးတွေကိုလည်းကိန်းကနန်းနေနဲ့ဒီစနစ်တကျဆရာမိုက်ရဖော်ပြပေးထားပါဗျာအခုခေအခုကဘာမှာကျမတို့တိုင်းပြည်နေမှာဒီတိုင်းပြည်ပါဝင်မှာလူတွေဘာယောဂါတွေအဖြစ်များပြီးဘာယောဂါနဲ့သေလဲလို့မင်းရင်အခုအများခေါ် lifestyle diseases ဆိုတဲ့သိရတာပါဒါရီယာပါလဲဆိုရင်သွေးကြိုးနော်နှလုံးသွေးကြိုးတင်ယောဂါ diabetes ဖြစ်ကြ cancer အဲ့ဒါတွေယောဂါဘာနဲ့သွားပြီးနှိမ့်ရလဲဆိုတော့ခုနပြောတဲ့ lifestyle လူနေမှုတိုင်းမှုနော်နေစဉ်နေမှုတိုင်းမှုအဲ့ဒါနဲ့သွားပြီးတော့ဒါဒါအခြေခံကြောင်းပဲအဲ့ဒီအခြေခံခုနနေမှုတိုင်းမှုသွားလေးနာရေးနေတာဆိုတော့ဟာမို့စိတ်ပါပါတော့ပေါ့နော်အဲ့ဒါမှာအရေးကြီးတဲ့ကဏ္ဍတစ်ခုကဘာလဲဆိုတော့အစားတော့ ဒီပြင်ဒီချိန်ကာလမှာအစာတောက်နေပတ်သက်တဲ့ nutrition science လို့အင်္ဂလိပ်ကိုရဲအာရပေရတိတ်ပံကအထူးတိုးတက်လာအဲ့ဒါဒီကတိုးတက်လာတော့ကျမအနေနဲ့ဆရာမတယောက်အနေနဲ့ခုနပြောတဲ့ရီမန်းချက်ကပါလေလူတွေကလွဲမားတဲ့မူချက်နေလုံနေလို့ကျမရေးဆိုးတဲ့တာကိုပြုပြင်ရင်လေဆိုတဲ့ရီမန်းချက်ကိုလုံမယ်ဆိုရင်အစားအစာကိုမိမောင်းထိုးပြီးပြရလိမ့်မယ်ဆိုပြီးရေးတာပါ ီစာအုပ်ကတော့ဆီယမားကြီးရေးသားထွက်ရှိခဲ့တဲ့စာအုပ်တွေကနောက်ဆုံးထွက်ထားတဲ့စာအုပ်ဖြစ်ပါတယ်ဒီ Portrait for Me ဆိုတဲ့စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်မှာဆိုရင်ဆီယမားကြီးရေးသားခဲ့တဲ့ကြပြားတွေပြီးတော့ဆီယမားကြီးတိုက်နှစ်သက်ခဲ့တဲ့ကြပြားတချို့တွေကြပြားတချို့အကြောင်းအရာတွေပေါ့ပြီးတော့ဒီအင်္ဂလိပ်ကြပြားရဲ့သမိုင်းအကျဉ်းတွေလည်းပါဝင်ပါတယ်ဒီစာအုပ်ရဲ့ထူးခြားတာကဒီဆီယအုပ်မှာဆိုရင်ဒီစာအုပ်မှာဆိုရင်ကြပြားတွေကိုအင်္ဂလိပ်လိုဖော်ပြထားပြီးတော့ ဒီအထဲမှာလဲပကြီးပုံလေးတွေနဲ့ဟိုထူးထူးခြားခြားလေးတက်တက်ရရလေးကိုပြုလုပ်ထားတာကိုတွေ့ရပါတယ်ဒီစာအုပ်ကိုရွှေစာအုပ်တိုက်ကနေပြီးတော့ထုတ်ဝေထားတာဖြစ်ပါတယ်ကျမနောက်ဆုံးရေးတဲ့ကျမတို့ကဗျာဆိုတော့အဲ့ဒါကတော့ထူးခြားတယ်ရှင်အဲ့ဒါကတော့ဟိုဗမာရောအင်္ဂလိပ်ရောပြီးပြီးတော့သူ့ ဆရာကြီးပပလက်ချာလုတ်တဲ့လူတော်တော်ခေါင်းကိုက်ပြီးရရတဲ့စာအိုဟိုထုတ်ရတဲ့စာကဗျာဆိုတာပါလေကဗျာရဲ့ဆွဆောင်မှုကပါဘာဖြစ်လို့ကျမကဗျာရဲ့ကတိကျုပ်တဲ့အောက်မှာရောက်သွားခဲ့ရတာလေအဲ့ဒါတွေရေးထားတယ်နောက်ဆုံးကျတော့ပြန်ပြီးတော့တုံးထထားတယ်အဲ့ဒါလည်းရှိတယ်အဲ့ဒါမှမဟုတ်စာအုပ်ကတလူတူလာအဲ့တော့သူ့ရဲ့ထူချက်ကတကုတတိယတကုကအင်္ဂလိပ်လိုပမာလိုဆင်ပြန်ပြီးပေးတဲ့စာအုပ်မှုလိုနင်းနေတော့နင်းနေတော့ခက်တာပေါ့နော် ဒါအပြင်စောင်းစေးစောင်းတိုက်ကနေပြီးတော့အာလုံးတွက်ပညာရေးနဲ့တိုင်းပြည်ပြည်သူစောင်းပွားများဆိုတဲ့စောင်းလည်းထွက်ရှိထားပါသေးတယ်။အဲဒီစောင်းမှာဆိုရင်ပြည်သူခေတ်ဂျာနယ် Weekly 11ဂျာနယ်နဲ့ Magazine တချို့မှာရေးသားခဲ့တဲ့ဆရာမရဲ့စောင်းမားတွေကိုစုစည်းထုတ်ဝေထားတာဖြစ်ပါတယ်။အဲဒီစောင်းမားတွေဟာဆိုရင်ဒီအခုလက်ရှိ တိုင်းပြည်ရဲ့ပညာရေးစနစ်တွေပြီးတော့နိုင်ငံရေးစီးပွားရေးလူမှုရေးကစက်မိုက်ရေးအစပေါ့ဒီအစိုးရဘိုင်းထိလိုအပ်ချက်တွေကိုဆရာမရနေပြီးတော့ အကြံပြုထောက်ပြပြီးတော့ရေးသားထားတဲ့စောင်းမားတွေဖြစ်ပါတယ်။ဆရာမကြီးကသူ့အိမ်မှာဟိုဂျိုးဂျိုးပဲသူရိုးရိုးလေးရေးတဲ့ဟာတွေရှိတယ်သူ့အိမ်မှာနေပြီးတော့အဲ့လိုမီးပြတ်တယ်လျှက်စင်မီးမလာတော့အစင်မပြေတဲ့အကြောင်းလေးရေတင်ရခက်တဲ့အကြောင်းဒါအဲ့ဒါမျိုးတွေကအစပေါ့အဲ့လိုရေးတဲ့ဟာဆိုစီစီရဘာမှမရအောင်အဲ့တော့အကုန်ပြုတ်နောက် ည်သူခေတ်မှာရေးတော့လေပညာရေးအကြောင်းဆိုတော့သိတဲ့အတိုင်းပဲအဲ့ဒီကာလာကတော့စီစီရေးကလည်းရှိနေသေးတော့ဆိုတော့အများကြီးအများကြီးဖြုတ်တာပေါ့ဒါပေမဲ့ဆံမကြီးကဟိုရအောင်ရေးတယ်ဂယုလည်းမဆိုင်ဘူးပေါ့သူဖြုတ်ချင်းဖြုတ်ပါစေရေးရမယ့်ဟာကိုတော့သူရေးတယ်အဲ့ဒီအထက်ကနေပြီးတော့ဘလို့မှဖြုတ်လို့မရတဲ့ဟာမျိုးတွေလည်းရှိနေတာပေါ့နော်ဆိုတော့ပေါ်ပြမကိုဖြစ်ရမယ့်ဟာမျိုးတွေကြတော့လေစီစီရေးကိုယ်တိုင်လည်းအဲခွင့်ပြုလိုက်ရတာတွေရှိတယ်ပေါ့ဆိုတော့ အဲ့ဒါနဲ့ပဲဒီဆောင်းပါးတွေကပြည်သူခေတ်ထဲမှာပါပစ်ခဲ့တာပေါ့နော်ဖော်ပြနိုင်တယ်ဆိုတော့လူပြိသက်ကလည်းကျွန်တော်တို့ပြည်သူခေတ်ဂျာနယ်ဖတ်တဲ့ပြိသက်တွေကလည်းဒါဆ ्याम ာကြီးဂျောင်းကိုအရန်တိုးတာပေါ့ဆ ्याम ာကြီးရဲ့ဆောင်းပါးတွေကိုဖတ်ပြီးတော့ကျွန်တော်တို့စီတယ်လီဖုန်းနဲ့လာတယ်စာရင်းနဲ့ရေးပြောတယ်ဆ ्याम ာကြီးဆောင်းပါးတွေကိုတိတ်ကြိုက်တယ်ပေါ့အဲ့ဒီလိုနဲ့သူလည်းပို့ပို့ပြီးတော့ဆက်ရေးဖြစ်တာပေါ့နောက်တော့ပညာရေးအကြောင်းတွေမဟုတ်ဘဲနဲ့နိုင်ငံရေးဝေဖန်ချက်တွေ ဒီနိုင်ငံတော်သမရပြုပြင်ပြောင်းလဲပြောတဲ့ကိစ္စတွေသူအကုန်ထည့်ရေးတယ်နောက်တစ်ခါသမရအကြံပေးကပြောတဲ့ကိစ္စတွေပါဆိုရင်သူတော်တော်ကိုသူရေးတယ်ဒီလိုပြောရသလားပေါ့နော်သူသမရရဲ့အကြံပေးတယောက်အနေနဲ့ဒီလိုစကားမျိုးမပြောသင့်ဘူးပေါ့ဒါအကြံပေးကပြောရတဲ့စကားမျိုးမဟုတ်ဘူးပေါ့ statement တခုပေါ့သမရရဲ့ statement ကိုထွက်ပြောတယ်လို့မျိုးပြောနေဆိုသူတော်တော်လေးပြင်းပြင်းထန်ထန်ပြင်းထန်ဆိုတာလေသူဝေဖန်တဲ့အမြင်နဲ့ရေးတာပေါ့ဘလို့ဖြစ်တင်လဲသူကစာရေးရင်လည်းရမ်းရှင်းတဲ့သူဆိုတော့သူပြောတဲ့ဟာကဘာကလွန်နေလဲဘာတွေကမဖြစ်တင်ဘူးလဲဘလို့ဖြစ်ရမလဲဆိုတဲ့ဟာပါပါတယ်ပေါ့ရေးတယ်ဒါပေမဲ့အဲ့ဒီဆောင်းမသူအဲ့တော့စီစီရေးကပေါ်ပြခွင့်မပေးတော့ပိတ်ခံရတော့အဲ့ဒါတော့မပါသွားဘူးပေါ့ထားပါတော့လေအဲ့လိုမျိုး ဒီရေးပြတာတွေကိုအကုန်လုံးစုပြီးတော့ထုတ်လိုက်တာပါဒီစာအုပ်ထုတ်တဲ့ချိန်တော့စီစီရေးရရှိနေသေးတော့ကျွန်တော်တို့အဲ့ဒီဟိုမဖော်ပြပြပြတဲ့ပိတ်ခံရတဲ့ဆောင်းပါးတွေတော့ထည့်ပြီးတော့ဟိုမထည့်ဖြစ်တော့ဘူးပေါ့ခုတင်ဆက်ပေးသွားတဲ့စာအုပ်တွေပြင်ဒီရတနာတိုက်စာပေတိုက်ကထုတ်တဲ့ရှေ့ရင်ရောက်ကျမရဲ့ပြဿနာများဆိုတဲ့စာအုပ်ကိုလည်း ထုတ်ဝေခဲ့ပါရေးသားထုတ်ဝေခဲ့ပါသေးတယ်ဒါအပြင်ဒီစာအုပ်စီကနေပြီးတော့ထုတ်ဝေတဲ့စစ်လက်ကြောင်းဖြစ်ကြောင်းကုံစင်ဆိုတဲ့စာအုပ်ကိုလည်းရေးသားခဲ့ပါသေးတယ်အဲ့ဒီစာအုပ်မှာဆိုရင်ဒီလူတစ်ယောက်ကစစ်လက်တောက်လိုက်လို့ရှိရင်ဒီဘေးဘဝဝင်ချင်မှရှိတဲ့ကလေးလူကြီးဒါမှကပဲနဲ့ဒီမိခင်ဝန်းထဲမှာရှိတဲ့ဒရေသားလောင်းလေးကိုပါဒီကြီးမားတဲ့အနေနဲ့ဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းတွေပြီးတော့ဒီစစ်လက်ကြောင်း တည်ခြင်းတရားနဲ့ပို့ပြီးတော့နှီးကပ်နိုင်တဲ့ဆိုတဲ့အကြောင်းတွေစစ်လေရဲ့စိုးကျိုးတွေအားလုံးကိုစစ်လေတောက်တဲ့သူတွေရောမတောက်တဲ့မတောက်တတ်တဲ့သူတွေပါတည်တည်နဲ့အတွက်မို့လို့ဒီတည်တည်ချာချာလေ့လာပြီးတော့မှဆရာမကြီးရာရေးသားခဲ့တာဖြစ်ပါတယ်စစ်လေကြောင့်ဖြစ်တဲ့ယောဂတွေဟာတကဘာမှာတန်းနဲ့ချပြီးတော့သိနေတာပဲအကုန်သိပါတယ်အဓိကတော့ကင်ဆယ်လန်ပေါ့နော် ဒါတွေနဲ့တော့အများကြီးများရှိတယ်။အဲ့ဒီအမိနေရတာတော့အဲ့ဆောက်ထင်းမှလည်းပါပါတယ်။ပါတော့ဒါကတော့ဟိုဒီလိုအင်တာဗျူးနဲ့ပြည့်စုံကုန်လုံးပြောနိုင်မယ်မထင်ဘူး။ပြောလည်းမပြောတာပြူရှိလုံးနဲ့။ဘာကြောင့်ရေးတာလဲဆိုတော့ဒီအနေကြီးတော့ဟိုမသိလို့တော့လည်းကောင်းလေလူရှုလို့လို့ဖြစ်တော်လို့ကျမကအဲ့ဒါကိုမိမောင်းထုတ်ပေးတယ်လို့ရေးတာပါဒါတွေမကသေးဘူးကျမမန်းနေဘူးမန်းနေနေပြီသွားရင်လာမဘုံမှာလည်းပုတ်ကြည့်နေတယ် တရင်စိတ်ကတည်းကြုံရတာလေအဲ့တော့တော့အလုံးလူတွေကိုသေရင်းပုတ်နေတာနဲ့အတူတူပဲအဲ့ဒီမှာကျွန်မပို့ပြီးတော့တာဝန်ရေးပြသွားတယ်ဆမိုင်ယာအခုမိတ်ဆက်ပေးသွားတဲ့စာအုပ်တွေပြင်ဒီစေပညာလောကအတွက်အိုးစေပညာလက်ဆွဲဆောင်နှုတ်ကိုလည်းရေးသားခဲ့ပါသေးတယ်ပြီးတော့ဆ iam မကြီးကဆရာဝေတင်ရွှေစုနဲ့ထွန်းဖောင်ဒေးရှင်းအပ်ပေးတဲ့စုတွေကိုလည်းရရှိခဲ့သူဖြစ်ပါတယ်